ဟယ်လိုအလုံးမဲမင်္ဂလာပါမန်တူရီဖရတီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဘလုံးလောကရဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုတင်ဆက်ပေးတော့မှာမို့လို့စိတ်ဝင်စားမယ်ဆိုရင်ကျွန်တော်တို့တူတူအဆုံးထိလိုက်ကြည့်ပေးဖို့ညွှန်နေပါတယ်ခင်ဗျာဆိုအလုံးမဲကျွန်တော်တို့ကြည့်လိုက် Let's go ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app မချူရီမှာဘာပဲလို့လို့ရနိုင်ပြီနော်တိဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ပရီးမီယံလိုက်အင်အားကြီးတင်းတင်းဖြစ်တဲ့ချက်စီတင်းကတော့မုံတင်းရဲ့ဘယ်တောင်းမှန်ကစားတမဂျေမီကီတန်ကိုခေါ်ယူဖို့အနည်းဆက်ဆုံးအနေသားတိရောက်ရှိလာရလို့သိရပါဗျ ဂျီမီကီတန်ကချက်စီးတင်းတဲ့ပုပ်ကွေးဆန်ကတပုတ်တူအပြေအဝါရရှိတာပြီးခုနှစ်လစာချုပ်ထုတ်ဆိုရဖို့ရှိနေပါတယ်။ဒုံမတင်းနဲ့ချက်စီးတင်းတို့ကြားမှာပြောင်းဖြစ်ကြီးကိုညှိနှိုင်းနေကြပြီးဒုံမတင်းဘက်ဂျီမီကီတန်အတွက်ပြောင်းဖြစ်ကြီးကိုပေါက်တန်း90ဒီအလိုရှိနေပါတယ်။ဒါပြင်ချက်စီးတင်းရဲ့ကွေးနဲ့ကစားတမှာကာနေချူကွေမီကာကိုလည်းအပြစ်တက်ခေါ်ယူလိုနေပါတယ်။ချက်စီးဘက်ကတော့ဒီပြောင်းချူကိုဖြစ်မြောက်ဝင်မြန်ဆန်ဆန်စီစဉ်နေပြီးဒုံမတင်းလိုချင်တဲ့ပေါက်တန်း90ကိုလည်းပြီးဝဖို့ရှိရဲလို့ဒါအတလက်တက်ကပေါ်ပြထားပါတယ်။အဲဒါကြောင့်ပဲလာမယ့်ရက်ပိုင်းအတွက်မှာဂျီမီကီတန်အတွက်ချက်စီးနဲ့ဒုံမတို့ကြမှာအပြောင်းအရွှေ့တပုတ်တူမျိုးအပြစ်တက်သွားနိုင်ပါတယ်။ဒီသတင်းကိုတော့ဒါအတလက် ်တကာပဲဖော်ပြထားပါပရီးမီးယားလိဂ်ထက်ဒီကလပ်မန်ချက်စတာယူနိုက်တက်တင်းကပြီးခဲ့တဲ့ရက်ပိုင်းတွေကတောက်လျှောက်ကြိုးစားနေတဲ့ပထမတင်းရတိုက်စုံရန်အန်ဘုံမူအတွက်ပြောင်းချွေခြေကိုချက်ခံအပြည့်တဘောတူညီမှုရရှိသွားပြီလို့သိရပါဗျ။ ပြောင်းရွှေ့ခြင်းစုစုပေါင်းအနေနဲ့မန်ချက်စတာယူနိုက်တက်တင်ကပေါင်တန်း60နီးပါးကုန်ကြမှာဖြစ်ပြီးကနေဦးပြောင်းရွှေ့ခြင်းအနေနဲ့ပေါင်တန်း90ပြီးချီသွားမှာဖြစ်ပါတယ်။ပထမအပူစုကြီးတဲ့အပောင်းဝင်စုစုပေါင်း package ကပေါင်တန်း60နီးပါးရရှိခဲ့တာကြောင့်ဖရန့်ဖို့တင်ကလည်း brand အမှုမှုကိုလက်လွတ်သွားဖို့အစီအစဉ်ရှိနေပါတယ်။ကစားသမားကလည်းမန်ချက်စတာယူနိုက်တက်ကိုပူပေါင်းဖို့ဆန္ဒရှိနေပြီးအမေရဲ့ပိုင်းတွင်မှာပဲမန်ချက်စတာယူနိုက်တက်တင်နဲ့သူဆီစစ်သွားမယ်လို့သိရပါတယ်။တော့နာမည်ရဲ့ပိုင်းတွင်မှာပဲမက်ဒူရက်ကူညာပြင်ဒုတိယမြောက်ခုံမပြေ brand အမှုကမန်ချက်စတာယူနိုက်တက်တင်ရဲ့ကစားသမားဖြစ်လာတော့မယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ Sky Italia ကဖော်ပြထားပါဗျ။ အာဖနက်တင်ကအတင်းအားထားတဲ့အဓိကနောက်ခံလူဆာလီဘာရဲ့အယံနေရာအတွက်ပလန်ဇယ်တင်ရဲ့စပိန်နောက်ခံလူမော့စကယ်ယာကိုပေါင်16တန်းနဲ့ခိုးယူဖို့နိစာဆုံးနေသားတိရောက်ရှိလာပြီလို့သိရပါဗျ။ကစားသမားဖြစ်သူကလည်းအာဖနက်တင်ကိုခေါင်းငိမ့်ထားပြီးပုပ်ွေဆန်တဘောတညူမှုတချို့လည်းရရှိထားပြီလို့သိရပါဗျ။ပလန်ဇယ်တင်နဲ့အာဖနက်တင်တို့ကြားမှာတော့ပြောင်းချွေကြေးကိုညှိနှိုင်းနေသေးဖြစ်ပြီးအပူစုကြေးအပါဝင်ပေါင်18တန်းလောက်ကုန်ကြနိုင်ပြီလို့သိရပါဗျ။ဒီသတင်းကိုတော့ Sky Italia ကပဲဖော်ပြထားပါဗျ။ ရီယယ်မက်ဒရစ်တင်းတဲ့အတူကလပ်ဝေါ်ကပ်ပြိုင်ပွဲမှာခြေစမ်းပြနေတဲ့လူငယ်ကစားသမားဂွန်ဆိုလိုဂါစီယာကိုဥရောပအသင်းကြီးများပြားကအစိတ်ဝင်စားလာကြပါတယ်။ရီယယ်မက်ဒရစ်တင်းတဲ့အတူကလပ်ဝေါ်ကပ်ပြိုင်ပွဲမှာဖွဲ့တော်ကနေချို့ရရှိထားသလိုပွဲကစားမှုအချိန်တိုင်းမှာလည်းခြေစမ်းပြနေတဲ့ဂါစီယာကိုဥရောပအသင်းကြီးတွေဖြစ်တဲ့ဘိုင်ယန်မြူနစ်အက်တလက်တီကိုချက်စီတို့ကစိတ်ဝင်စားလာတာပါ။ဒါပြင်လူငယ်ကများပြားဆူဆောင်းတတ်တဲ့7 live set စတဲ့တင်းနေရာလည်းဂွန်ဆိုလိုဂါစီယာကိုပွဲကစားမှုအမှတ်ခံချက်တင်နဲ့ချိတ်ကပ်ဖို့ကြိုးစားနေကြပါတယ်။ဒါပေမဲ့ရီယယ်မက်ဒရစ်ဘက်ကတော့ကစားသမားဖြစ်သူရဲ့ potential ကိုအပြည့်အဝအယုံကြည်ထားတာကြောင့်ရောင်းချဖို့အစီအစဉ်လုံးဝမရှိဘူးလို့သိရပါတယ်။ဒါပြင် ီးပြအလွန်ဆိုကရန်ကလည်းဂွန်ဇာလိုကာဒီရာကိုအတင်းအနာကတ်မှာပေါင်းလို့အစီအစဉ်ရှိနေပါတယ်။ဒါကြောင့်ဒီသတင်းကိုတော့မကားဖော်ပြထားပါဗျ။ အာဂနယ်တင်းတဲ့သူစာချုပ်တန်ကုံဆုံးပြီးအတင်းကနေအလွန်နဲ့ထွက်ခွာတော့မယ်ကဗာရမာတိုမက်ပါတီကိုဘိုင်မြူးနစ်ဘာစီလိုနာတို့ကခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။အာဂနယ်တင်းနဲ့လမ်းခွဲခဲ့ပြီးအလွတ်ပြောင်းချွေ့ခြင်းနဲ့ခေါ်ယူလို့ရနိုင်မယ်တိုမက်ပါတီကိုဘိုင်မြူးနစ်နဲ့ဘာစီလိုနာတို့ကစိတ်ဝင်စားလျက်ရှိနေတာပေါ့။ဘာစီလိုနာတင်းကတော့ဒီကြောင်တန်ရန်ရနေတဲ့အချိန်မှာတိုမက်ပါတီနဲ့ဖားထိုးနိုင်ဖို့ရည်ရထားတာဖြစ်ပြီးကဗာရမာဖြစ်သူရဲ့အိမ်မက်တင်းကလည်းဘာစီလိုနာလို့သိရပါတယ်။ တို့မြန်တစ်ဖက်မှာဘန်မီနစ်တင်းကလည်းမြင့်မားတဲ့လောက်ခလာစာနဲ့သူသုံးမဲ့ပါတီကိုဆွဲဆောင်နေပြီးဂါနာဒါကဥရောပအတင်းကြီးနဲ့တင်းလေးကတင်းကိုပြောင်းရွှေ့ပွဲရှိနေတာပါဒီတင်းကိုတော့ Sky Italia ကပေါ်ပြထားပါယူကန်ဆယ်အတင်းကဥရောပအတင်းကြီးအများပြားစိတ်ဝင်စားလျက်ရှိနေတဲ့အတင်းရဲ့တိုက်စစ်မှုလက်ဆန္ဒအစ်ဆက်ကိုတောက်ပြကြီးဘလောက်ပဲရသည်ဖြစ်ပါစေရောင်းချတော်ဖို့အစီအစဉ်မရှိဘူးလို့တုံ့ပြန်ထားပါဗျ။ လက်သနာအစ်ဆက်ကညကလည်းတင်းတဲ့သူယာဒီတိုင်းမှာအကောင်းဆုံးတောက်ပခဲ့ပြီးဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှုတစ်ဦးဖြစ်တင်းတိုင်းကတမထားပါလက်သနာအစ်ဆက်ကိုလက်ရှိအချိန်မှာလီဗာပူးအာဆနယ်ချဲစီဘိုင်ယန်မြူနစ်တို့အပေါင်းဥရောပတင်းကြီးများစွာကစောင့်ကြည့်လေရှိနေပြီးကြောင်းချီကြီးတန်းပြန်တဲ့အထက်ပေးဖို့ရှိရဲ့အတင်းဒီလည်းရှိနေပါတယ်ဒီမှာလည်းညကတဲ့တင်းကတော့ပြောင်းရွှေ့ကြီးမိများများတွေဖြစ်ပါသေးလက်ဆန္ဒအစ်ဆက်လိုတိုက်စုံမှုမျိုးကိုလက်လွတ်တော့ဖို့မရှိဘူးလို့တုံ့ပြန်လာပါတယ်ဒီသတင်းကိုတော့ Sky Germany ကဖော်ပြထားပါ ဆုံးနှိကြည့်ရှိပေးကြတဲ့ majority variety ပြိတက်ကြောက်ချင်းနေတိုင်းကျေသူအများကြီးတင်ပါတယ်နောက်ပတ်ဒီမှာပိုကောင်းတဲ့အားသာစီစဉ်နေတဲ့ကျွန်တော်ပြန်လာခဲ့ဦးမှာမလို့ majority variety facebook page လေးကိုလည်း like and follow လုပ်ထားဖို့တောင်းဆိုချင်ပါတယ် youtube ကကြည့်နေတဲ့ညီကိုညီနေနဲ့လည်း channel လေးကို subscribe လုပ်ဖို့တောင်းဆိုချင်ပါခင်ဗျာနောက်ပတ်မှာအတူတူပြန်ဆုံတွေ့ကြပါမယ်အားလုံးကျေသူများကြီးတင်ပါတယ်ခင်ဗျာ